မင်္ဂလာပါကုခန်းအစ်တဖုတ်ဘောရှိုးအနေကြိုးစားပါရစေကျွန်တော်ကုခန်းပါဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့တုံးသက်ဆွေးနွေးမှုလုပ်သွားကြပါမယ်ပရမောဆွေးနွေးကြတာတော်တင်ဟော့စပါနီပြ H Bestigalu ထုတ်ပယ်ခံခဲ့ရတဲ့သတင်းနဲ့ပတ်သက်ပြီးဆွေးနွေးသုံးသပ်မှုလုပ်ချင်ပါတယ်။ဖော်ပြထားတဲ့သတင်း source တွေကတော့အများကြီးပါ။ဆိုတော့ Torinos Bardin ကိုမဖြစ်နိုင်တဲ့အခြေအနေကနေ Europa League ဖလားအရယူပေးခဲ့ပြီးတော့ Champion League ဝင်ခွင့်ရစေခဲ့တဲ့နီးပြတယောက်ကိုထုတ်ပယ်လိုက်ခြင်းက ကျွန်တော်တို့တော့ဟိုမဖြစ်သင့်ဘူးလို့ထင်တာပဲပက်စတီကလူးမှာလိုအပ်ချက်ရှိကောင်းရှိနိုင်ဒါပေမဲ့တော်တင်ဟော့စပါအသင်းကိုဒန်နီယယ်လီဗိုင်းအနေနဲ့အသင်းတွေနဲ့တူတူတန်တန်ဘလောက်ထိအခုနောက်ပိုင်းဘောလုံးရာသီမှာ supporting လုပ်ပေးနိုင်ခဲ့တယ်လဲကျွန်တော်တို့လီဗိုင်းနဲ့တွဲပြီးတော့မှတ်မိလာတာဒီဘောလုံးပွဲတွေကို စတင် ခုံမင်လာကစားအချိန်တည်းကတော်တင်ဟော့စပါလီဗိုင်းတွဲမှတ်မိလာတာတော်တင်ဟော့စပါ level ဒီအသင်းတသင်း level ရောက်ဖို့အတွက်လိုအပ်ချက်ရှိတယ်လို့တာမန်အသင်းတွေထက်လဲတာနေတဲ့အခြေအနေ။ तू ကအဲ့ဒီအနေထားနဲ့ပဲရက်တီလာတာကြားလာပြီ။နောက်ဆုံး Premier League တိုက်တဲ့ကိုရဖို့အတွက်အနည်းဆက်ဆုံးဖြစ်ခဲ့တာ Leicester City နဲ့ပြိုင်ဆိုင်တဲ့နှစ်ကပြောချင်တာက Daniel Levine ကနီးပြားတွေရဲ့လုံရည်ကိုင်းရိုးပဲ။ तू အကဲ ဖြတ်နေကိုကိုတိုင်ကရောအတင်းကိုနောက်တစ်ဆင့်ကိုမြင့်တင်ပေးဖို့အတွက်ဘလောက်ထိလောက်ကင်နိုင်တယ်လဲဆိုတဲ့အပိုင်းကိုဝေဖန်ပိုင်းခြားဖို့အတွက်လိုအပ်ချက်ရှိနေတယ်လို့တော့ကျွန်တော်ယူဆတယ်ဗျာကျွန်တော်က HBST ကလူဘက်ကပဲဘာကြောင့်လဲဆိုတော့စပါလို့အတင်းမျိုးကိုကင်တွေပြီးတခုခုဖြစ်အောင်လုတ်ပြနိုင်ဖို့ဆိုတာတော်တော်မလွယ်ကူပါဘူးငွေသုံးတဲ့အပိုင်းနဲ့ပဲရှင်ကြည့် Manchester United နောက်ဆုံး300ဒီ သုံးခဲ့တဲ့အသုံးစရိတ်နဲ့ Tottenham Hotspur နောက်ဆုံးသုံးရသည်သုံးခဲ့တဲ့အသုံးစရိတ်ဘယ်တင်ကပိုများလဲ Manchester United တောင်မှနီးပြအလီလီပြောင်းပြီးကစားသမားတွေမြောက်များစွာခေါ်ပြီးဘာမှမဖြစ်သေးတဲ့အချိန်မှာ Tottenham Hotspur ကလည်းဘာမှဖြစ်အောင်မှမဟုတ်ဘူးဗျဒီနေ့ရသည်မှာဒီလို ဖလားတစ်လုံးကိုပြန်ရပြီး Champions League ဝင်တာတခုတည်းနဲ့တင်ကျွန်တော်ပြောတာအများကြီးမဟုတ်ရင်တောင်မှနောက်ဘောလုံးရသည်တရာဒီလောက်တော့ H ကိုစောင့်ကြည့်တဲ့ကျွန်တော် H ကိုသဘောကျရတဲ့မှာပါတယ်ဗျသူအတင်းကိုဆက်ဆက်ရောက်လာတဲ့အချိန်ဒါပွင့်လင်းပြီးတော့ ကျွန်တော် तू ဘလို့နီးပြမှန်းသိချာမသိဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရ Scottish League ကပွဲတွေကြည့်တာမဟုတ်ဘူး။ဟောဒီဘက်ကြီးက Celtic ကပြောင်းလာတယ်။ကစားပုံမမချာနဲ့ကျမ်းမယ်ပဲထင်ခဲ့တာ။တိုးတော့တကယ်ကစားတဲ့အခါကျတော့မကျမ်းတဲ့အပြင်ဟိုသူ့ကစားပုံကဗျာ attraction တခုရှိတယ်။ high press တွေပေးတယ် counter attack တွေနဲ့ကြည့်ရတာတော်တော်လေးကောင်းတယ်ပေါ့။နောက်ထပ်တစ်ပိုင်းဒီနေ့ဘောလုံးရသည်မှာ pro စဉ်းစားကြည့်ပါ Tottenham Hotspur အသင်းမှာဒန်ကကစားသမားတွေကကြောက်ခမန်းလေးလေးများပြားခဲ့တယ်။အသင်းရဲ့အထိုင်နောက်ခံလူနှစ်ယောက်တနည်းအားဖြင့်ရေးလေခြေသွန်းကောင်းတဲ့ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဲ့ Michael Van Deven နဲ့ Christian Romero မပါနိုင်ဘူး။ Godma Vicario ရော Udo Gio အားလုံးဒီမှာကြောင်ပြောင်နေတဲ့အချိန်မှာ Tottenham Hotspur ဘလောက်ထိအမြင့်ပြန်လို့ရမှာတော့ HPSC ကလူကလည်းနှစ်ဖျားမှမဟုတ်တာ။ပြောမယ်ဆိုပြ Tottenham Hotspur အတင်းအဲ့လိုတန်းစင်းစုံရဲ့အပေါ်နားမှာရစ်တီရစ်တီဖြစ်လောက်တဲ့အထိ ယက်တီမှုတောင် reasonable ဖြစ်တဲ့ကြိုးကြောင်းကိုက်လျော်မှုရှိတယ်။အရာဒီလောက်တော့ဆက်ပြီးစောင့်ကြည့်တင်တယ်လို့တော့ကျွန်တော်ယူဆပါတယ်။ဒီချိန်မှာတော့ကျွန်တော်တို့ဘလောက်ပဲရှိစေချင်ရှိစေချင်အသင်းရဲ့တာဝန်အရှိဆုံးပုဂ္ဂိုလ်တယောက်က H Pasty ကလူကိုဘယ်မျက်နှာမှမကြည့်ပဲထုတ်ပယ်ခဲ့ပြီဖြစ်ပါတယ်။အဲ့တော့နောက်ဆက်တွဲသတင်းတစ်ပုဒ်မှာ Mera ရဲ့ဖော်ပြချက်အရ H Pasty ကလူနေရာမှာအစားထိုးဖို့အတွက် Brandfu နီးပြ Thomas Frank ကိုရည်ွယ်ထားတယ်။အဲ့တော့ Thomas Frank ကိုခေါ်ယူခြင်းနဲ့ဆိုရင်ရော်ဂျေးပေါင်၁၀တန်းပေးချေရမှာဖြစ်တယ်လို့လည်း သိရပါတယ်ဆိုတော့ပြောရင်လည်းဒါပြောရဲပြေအောင်မယ်ပေါ့နော် Thomas Frank တော်တယ်တက်တယ်ဆိုတာကျွန်တော်တွေလက်ခံပါတယ်ဒါပေမဲ့လည်း Thomas Frank ကင်တွင်နေရတဲ့ club တင်းဒီ Brentford PR မရှိဘူး Tottenham Spurs တင်းကအသင်းအတာမဖြစ်သေးတာ PR ရှိတယ် Tottenham Spurs တင်းကိုကင်တွင်ခဲ့တဲ့နီးပြတွေကြည့်ကြည့်ပါ Mourinho Antonio Conte နောက် Juve တနီးပြ Nuno Santo ဒါ Nuno Santo ဆိုရင် Wolves ကိုအခက်အခါကအခု Thomas Frank လောက်တာထထောင်ပူကျန်းအောင်လုပ်ပေးခဲ့တယ်အဲ့တော့ဘယ်လိုနီးပြ class မျိုးမဆိုစပါးကိုရောက်လာတယ်အဆင်ပြေကြီးမပြေကြီး ျွန်တော်တို့အားလုံးမြင်ခဲ့ရတာပဲအခု Thomas Frank ရောက်လာရင်လည်း Hbeth Clutter အများကြီးတာမဲ့အခြေအနေမျိုးကတော့ဒါကျွန်တော်တို့မြင်ခဲ့ဘူးတဲ့အစဉ်လာရသိပြီးမရှိဘူးဒီလိုမှမဟုတ်ဘဲနဲ့သူကြိုက်လို့ခေါ်တယ်ကွာဆိုပြီး Thomas Frank တကယ်ကြီးကျန်းတာလည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဘယ်ယာမှအတိအကျတော့ပြောလို့မရဘူးပေါ့ဟိုဘာဖြစ်ဒီတဲ့နဲ့ပတ်သက်ပြီးအနည်းချောရမယ်ဆိုရင်တော့ကျွန်တော်ကတော့ Hbeth Clutter ကိုပဲ စာနာပါတယ်ခင်ဗျ။ Okay ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျ။ဒီသတင်းကတော့ Telegraph ကဖော်ပြထားတဲ့ Manchester United နဲ့ Inter Milan တို့ဆက်ဆက်သတင်းပဲဖြစ်ပါတယ်။ Inter Milan အသင်းဟာ Man United အသင်းပြောင်းရွှေ့ကြီးပေါင်တန်း40တတ်မှတ်ထားတဲ့ Ramos Hoyland ကိုခေါ်ယူဖို့အတွက်အလွတ်တဘောစုံစမ်းမေးမြန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ Hoyland ကအသက်ငယ်သေးတာတခုအားတန်တယ်နော်။ Anthony တို့လိုနောက်ရှေ့က Jadon Sancho တို့လိုအရှုံးခံပြီးရောင်းရမယ့်သဘောမျိုးမရှိဘူး။ဒါမဲ့တခုတော့ရှိတယ်လင်းလင်းမြန်းမြန်းရောင်းဖို့တော့လိုလိမ့်မယ်။ဘောလုံးလောကမှာအ ဲ့ဒီအသက်အရွယ်ဒီဈေးစကားအရင်ပြောတယ်ဗျအန်တိုနီယိုကောင်းစဉ်အချိန်ကာလတုန်းကအသက်အရွယ်တစ်ခုရောက်နေပြီဗျာအသက်အရွယ်တစ်ခုရောက်နေဆိုရင်အရင်ကြီးတဲ့အရွယ်မဟုတ်သေးဘူးဒါပေမဲ့တောင်မန်ကစားသမားဖြစ်တဲ့အသင်းမှာဆက် keep လုပ်ထားလိုက်တဲ့အချိန်ကအရင်ကြာသွားတော့သူ့ရဲ့ဈေးကဒီလိုမျိုးထိုးဆိုင်သွားအခုချိန်မှာအန်တိုနီကိုပြောင်းရွှေ့ချေပေါင်တန်း၄၀ပေးမဲ့ကလပ်သင်းဆိုတာခက်ရှာရှာတိုးတော့ Rasmus Wijnaldum ကြတော့အသင်းကခေါ်ရတာတိတ်မကြသေးဘူးတိုက်စစ်မှုလည်းဖြစ်တယ်သူက Italy Serie မှာလည်းခြေသွမ်းပြခဲ့တဲ့ကစားသမားအဲ့တော့ပေါင်တန်း၄၀ဆိုတဲ့အမောက်ပမာဏက တကယ်ခေါ်မယ်ဆိုရင်ခေါ်တင်ခေါ်ထိုက်တဲ့အမောင့်ပမာဏအင်္ဂလန်ပရီးမီးယားလိမှာခြေစွမ်းပြချင်မှာတော့ပြလိမ့်မယ်။သို့တော့အီတလီစီးရီးရောက်ရင်တိုက်စစ်မှုတော်တော်များကိုယ်သွင်းနိုင်တယ်နော်အီတမီလန်အတင်းဒီလေဒီအတ္တလန္တာမှာခြေသွမ်းပြခဲ့မှုတဲ့ကစားသမားရဲ့ခြေသွမ်းအဆင့်တန်းကိုတိမာပါအဲ့အတွက်ကြောင့်အီတမီလန်အတင်းရဲ့အလွတ်သဘောမေးမြန်းမှုကနေတဆင့်နောက်ပိုင်းတကယ်ချင်းကပ်မှုတွေ လုံလာနိုင်တယ်ကျွန်တော်ထင်တယ်မန်ချက်စတာယူနိုက်တက်ကလည်းဂျိုရှုအဇက်ဇီနဲ့ရာစမတ်ဝိုင်လည်းနှစ်ယောက်ထဲကတစ်ယောက်ကိုရောင်းရင်ရောင်းနိုင်တယ်ဒါမှမဟုတ်နှစ်ယောက်လုံးကိုလည်းရောင်းနိုင်တယ်လို့ကျွန်တော်ယူဆမိတယ်အတို့အနေနဲ့ဒီတိုက်စစ်ကစားသမားတစ်ယောက်လောက်ထွက်သွားပြီဆိုရင်တစ်ဖက်မှာဗီဒီယိုဂီယက်ကိုခေါ်ဖို့ပို့ပြီးတော့အချိန်လေးကောင်းနေဖြစ်သွားနိုင်တယ်ယိုဂီယက်ကလည်းအခုနောက်ဆုံးထွက်ထားတဲ့သတင်းတွေထဲမှာမန်ချက်စတာယူနိုက်တက်ဒီသာသူ့အတွက်ဦးစားပေးအသင်းဆိုပြီးတည်ထားရတယ်ပေါ့နော်ချယ်ဆီတောင်မှဒုတိယဦးစားပေးအနေနဲ့ပဲသူကရည်ရွယ်ထားတာအဲ့တော့နာမည်ကြီးတဲ့ဂိုးသွင်းကောင်းတဲ့ကဘာစင်တိုက်စစ်မှုဆိုပေမဲ့ တကယ်တမ်းတိတိဆိုင်ကမ်းလှမ်းမယ်ဆိုရင်ကလပ်သင်းတွေကအများကြီးမရှိပါဘူး။အာဆင်နယ်ကလည်းပွင့်လင်းပြောရင်တော့ဂျော့ဂီယက်ကိုနည်းနည်းလက်ရှောင်နေတဲ့သဘောမျိုးပဲ။ဘင်ဂျမင်ရှက်ကိုခေါ်ဖို့ပဲသူတို့စိတ်အားထက်သန်နေတယ်။တခြားကလပ်သင်းတွေကလည်းတကယ်တမ်းတိတိဆိုင်ခေါ်ဆိုရင်ခေါ်မယ့်အခြေအနေမှာမရှိတဲ့အတွက်ကြောင့်ယူနိုက်တက်အသင်းရဲ့ အသင်းမှာလက်ရှိရှိနေတဲ့တိုက်စစ်ကစားသမားတွေရောင်းထုတ်နိုင်မှုကတော့နောက်ထပ်တိုက်စစ်ကစားသမားတွေခုံမှုပေါ်မှာအများကြီးမူတည်နေရလို့တော့ထင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာ။ Florian Plettenberg ကဖော်ပြထားတဲ့ Man City နဲ့ Ryan Shaqiri တို့နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။လိုင်ယွန်အသင်းကသူတို့အသင်းအသက်22နှစ်အရွယ်ပြင်သစ်ကွင်းလယ်ကစားသမား Ryan Shaqiri အတွက် Man City ရဲ့ပထမဆုံးချိန်ကမ်းလှမ်းမှုကိုပယ်ချလိုက်တယ်လို့သိရပါတယ်။လိုင်ယွန်တို့ နော်ဘန်ဖီကာတို့စတဲ့အသင်းတွေကအဲ့တိုင်းပဲလူရောင်းတဲ့အသင်းတွေပိုင်နေအရန်ရှိတယ်ကလပ်သင်းတင်းကတကယ်တိတိဆိုင်လူချင်းလာပြီဆိုရင်အဲ့ဒီကစားသမားကိုမရောဘူးလို့အသင်းရဲ့အနာဂတ်တို့ပြောလို့ရှိတယ်ဒီထဲမှာရိုင်းယန်ရှာကီတယောက်လည်းအပေါအဝင်ပဲကျွန်တော်ရှာကီနဲ့မန်စီးတီးသတင်းတွေကိုဆွေးနွေးသုံးသပ်လာတာကြားပါပြီရှာကီဒီကစားသမားကောင်းတယောက်ဆိုပေမဲ့မန်စီးတီးအသင်းမှာဘယ်သူ့ဘယ်ပုံကစားမယ်ဆိုတာတော်လေးစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့ရိုင်းယန်ရှာကီကို ရစီ limit တစ်ခုအနေနဲ့ပဲကံလမ်းမှုပြုလုပ်တင်တယ်လို့တော့ကျွန်တော်ယူဆတယ်။လန်ယုံကဈေးတွေတောက်ရင်ဆွဲတင်နေပြီးထားပါတော့ပေါင်တန်း50 60လောက်ထိတက်သွားရင်တော့ကျွန်တော်တယောက်တည်းယူဆချက်အရမတန်ဘူး။ပေါင်တန်း340ပတ်ချလဲဝင်းကျင်မှာပဲ Ryan Sharkey ကိုခုံမှုပြုလုပ်တင်တယ်လို့တော့ကျွန်တော်ယူဆပါတယ်။အဲ့တော့ Ignori နဲ့လည်း Medical Test လုပ်ပြီးသွားပြီးတိတ်မကြရင်အချိန်တွင်းမှာ မက်စီတီကစားသမားတစ်ဖြစ်လာတော့မယ်။ကွင်းထဲမှာဆိုရင်လည်း Rhinos ကိုခေါ်ပြီးသွားပြီ။ Ryan Shakiro တော့မက်စီတီအနေနဲ့အရင်လူလူချင်းချင်းရှိတဲ့ပုံသဏ္ဍာန်မျိုးနဲ့ကန်လန်းတာထက်စာရင်ဒီလိုမျိုး backup အနေနဲ့ second priority အနေနဲ့ကန်လန်းတဲ့ strategy မျိုးနဲ့သွားရင်တော့ပို့ပြီးတော့တင့်တော်လိမ့်မည်ဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲ video လေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်